ဒီကောင်မလေးကသူ့အမေအတွက်မွေးနေ့ကိတ်လုပ်ပေးနေတာပဲဖြစ်ပါတယ်။ဒါပေမဲ့လောက်တာကအရန်ရုပ်ဆိုတဲ့အတွက်အမွေဆက်ခံခွင့်ကိုဆုံးရှုံးသွားပါတယ်။အစားကားတော့မှန်ကြောင်ကစားနှောင်းနေတာလို့ပဲထင်တာပါ။နောက်တော့မမျှော်လင့်ပဲအမေကရှေ့နေကိုခေါ်လိုက်ပါတယ်။မှန်ကြောင်ရဲ့စိတ်ထဲမှာအရန်ဒေါသထွက်သွားတယ်။ဒီလောက်နှစ်တွေအများကြီးကြောင်အမေဖြစ်သူကိုတောက်လျှောက်တာဝန်ယူဆောင်ရှောက်ပေးလာတာအဆုံးမှာတော့ဘာအခွင့်အရေးမှမရပါဘူး။ရှေ့နေစီကလည်းအမွေဆက်ခံမဲ့သူအစ်အကြောင်းကိုသိလိုက်ရပါတယ်။ဒါပေမဲ့ကိုကိုကိုပြန်တွေ့လိုက်ရတယ်။ မှန်ကြောင်ကသူနဲ့တတော်သူရဲသူကိုတွေ့လိုက်ရပါတယ်။လက်ဆက်သက်တော့အမေဖြစ်သူကအမွာ9ရောက်မွေးထားတာဖြစ်ပါတယ်။ဒါပေမဲ့မမကအဖေဖြစ်သူနဲ့လိုက်ပြီးခွဲနေခဲ့ရတယ်။ဒါကြောင့်သူတို့ညီမလေးယောက်ကနောက်ထပ်အမတစ်ယောက်ရှိသေးတာကိုမသိခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းနှစ်လကြောင်ဆုံးရှုံးခဲ့ရတဲ့မိသားစုချစ်ချင်းမြတာကသူ့ရဲ့အမွေမရလို့နာကြီးရဲ့စိတ်ကိုတော့လုံးဝမရောက်သွားစေခဲ့ပါဘူး။အမေရဲ့ဆုံးဖြတ်ချက်ကိုပြောင်းမို့နေရန်ကမရှိတော့တာကြောင့်အလုံးနေပဲသူကိုယ်တိုင်ပြောင်းလဲရတော့မှာဖြစ်ပါတယ်။ မန်ချောင်ကတပ်ပွန်ရရတဲ့ရွေးချက်ကမမရဲ့အဝယ်စားတွေလက်ဝတ်ရတနာတွေကိုအသေးစိတ်မှတ်တမ်းတင်တာပဲဖြစ်ပါလေ။နောက်တော့လိုင်းမော်ကနေတပုံစံနဲ့တူရာတွေဝယ်လိုက်တယ်။မန်ချောင်ကဒီရက်တွေအတွင်မှာသူ့ရဲ့အဝယ်စားအသစ်တွေနဲ့လိုင်းမော်မှာစတိုက်တင်နေ။အပြောင်းလဲလေးနည်းနည်းလုပ်အောင်မယ်လို့ပြောသေးတယ်။နောက်တော့အရေးကြီးဆုံးအဆင့်ကိုရောက်လာပြီဖြစ်ပါလေ။အမေဖြစ်သူရဲ့အောက်ဆီဂျင်မျက်နှာဖုံးကိုချလိုက်တယ်။အမေရဲ့တည်တံစာမှာသူ့နာမည်ကိုဖယ်ထားတဲ့အချိန်ကစပြီးသူတို့ကြားမှာတားမီးဆက်ဆံရေးဆိုတာမရှိတော့ပါဘူး။သူလိုချင်တဲ့အရာကိုသူကိုယ်တိုင်ပဲစူးစမ်းယူရတော့မှာဖြစ်ပါလေ။ မိသားစုထဲမှာအမေဖြစ်သူဆုံးသွားပြီဖြစ်ကြောင်းကြေညာပြီးတဲ့နောက်မှာတော့ချက်ချင်းပဲသူကအရန်ဝင်နေကြအောင်ဆောင်ပါလေစိတ်အဆင်ပြေအောင်နားယူမယ်ဆိုပြီးထပ်ဟန်ဆောင်နေတကယ်တမ်းတော့မမနဲ့ချင်းပြီးလာတွေ့တာပဲဖြစ်ပါလေနှစ်ယောက်စလုံးကအရန်တူတာကြောင့်အမွေဆက်ခံခြင်းရင်သူကမမရဲ့နေရာကိုဝင်มาရမယ်မမမအာအာတင်နေပြီးလိုင်းမမီဖြစ်နေတဲ့အချိန်မှန်ကြောင်ကကော်လံကိုဆွဲကန်လိုက်ပြီးတော့ကြောက်ကမဘက်ကိုတွန်းပို့လိုက်ပါလေနှစ်ယောက်သားဘောလုံးလို့တခါလေးလေးလိုက်တာနဲ့ဘသူဘဲဝါမန်ခွဲခြားလို့မရတော့ပါဘူးအော်တန်တတန်နဲ့တူလိုက်ပါကြသွားတယ် မှန်ကြောင်အလုံးဖျက်မြောက်သွားပြီပဲဖြစ်ပါတယ်။ပထမဆုံးအကြိမ်လူတက်တာဖြစ်ပေမဲ့လည်းအ мян စိတ်ကိုအေးအေးထားလိုက်ပြီးတော့ဖုန်းကိုထုတ်ကားကိုရဲ့နောက်ဆုံးစကားအချို့ကို record လုပ်လိုက်ပါတယ်။အမေဖြစ်သူဆုံးတော့အရန်ဝမ်းနေလုံတာကြောင့်အမေနောက်လိုက်သွားဖို့ဆုံးဖြတ်လိုက်တဲ့ပုံစံဟန်ဆောင်လိုက်ပါတယ်။ဒါပေမဲ့သူဗီဒီယိုကိုပို့တဲ့ခလုံးနှိပ်ပြီးပြီးကျင်ပါပဲ။ကြောက်ကမ်းမပေါ်မှာခြေထောက်တစ်စုံကိုတွေးလိုက်ရပါတယ်။မှန်ကြောင်ကချက်ချင်းပဲထိတ်လန့်သွားတယ်။လက်ဆက်တက်တော့သူရဲ့အမကကားအက်စီဒန့်ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ခြေထောက်တစ်ပတ်ကိုခြေတူးနဲ့အစားထိုးရတာဖြစ်ပါတယ်။ သူကအဖြစ်ပြက်တွေကိုအစစ်ပုံစံဖြစ်စေချင်ပါသေးတယ်။ခုံချတဲ့သူကကိုချီတော်တစ်ပတ်ကိုဖျက်ထားခဲ့တာတော့မဖြစ်နိုင်ပါဘူးလေ။ပို့ပြီးတော့အရေးကြီးတာကကြောက်ကမ်းမဘော်ကပြုတ်ကြပြီးချီတော်တစ်ချောင်းပြောင်းနေတာကိုရဲတွေတွေ့တဲ့အခါချက်ချင်းလိုက်စစ်ဆေးကြတော့မှာမဟုတ်လား။သူကစိတ်ပူလုံလုံအဟိစေဆုံနေတဲ့အချိန်မှာပဲတန်လန်းအစုံကသူ့ရဲ့အာယုံကိုဖမ်းဆမိသွားပါလေ။အလောင်းကိုတန်လန်းနဲ့အကွာဝေးတစ်ခုမှရွှေ့ထားလိုက်တာနဲ့ရထားတိုက်တို့ချီတော်ကျူသွားတဲ့ပုံစံလုံးလိုက်လို့ရပြီမဟုတ်လား။သူကသူ့ကိုယ်သူတကယ်ညံကြီးရှင်ပဲလို့ခေါ်မိလိုက်ပါတော့တယ်။ တန်လိုင်းရဲ့တခြားတစ်ဖက်မှာလည်းပင်လယ်ပြင်ကြီးရှိနေပြန်ပါတယ်။ကျိုးသွားတဲ့ခြေထောက်ကပင်လယ်ထဲလွင့်သွားတာလို့ပြောလို့ရတယ်။တူတာမွေဆက်ခန့်တဲ့ကိစ္စအောင်မြင်သွားပြီဆိုတာနဲ့ကျန်တဲ့ကိုလက်တွေကိုပတ်စံသုံးပြီးတော့ဖြိလိုက်လို့ရပါတယ်။နောက်ထပ်ပြဿနာကတော့ကျန်နေတဲ့ချာညီမသုံးယောက်ကိုဘယ်လိုလုပ်ရမလဲဆိုတာပဲ။ကျမကလူငယ်အချစ်ဇလန်တွေကမမပဲဖြစ်ပါတယ်။အစီအစဉ်အစားကတော့အရန်ကိုအဆင်ပြေချောမွေနေပါတယ်။ဒါပေမဲ့သူကစန်နီမားနဲ့စုံမိသွားပါတယ်။စန်နီမားကလူစိုးရိအမဲလိုက်တာကနေပုံနေဖို့အတွက်အရင်ဆုံးကားပါခင်မှာငွေကောက်တဲ့အလုပ်ကိုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့အမှန်မထင်ပဲနှစ်ရက်တောင်မပြေပါဘူးလွန်မြောက်ဖို့ထပ်ပြီးတော့ခီးနေရပြန်ပါလေဆန်ဒီမားကတရေအေးမှာမမ်မီလုပ်ပြီးတော့ပုံနေပိုဆန်ကြည့်ခဲ့ပါလေမမျော်လင့်မဲနဲ့လူစိုးတွေကသူ့ကိုလိုက်ဖမ်းမာတော့တယ်တဖက်ကအဲ့တဲ့တော်တွေအတွက်ကတော့လက်မှတ်ဖို့တန်တာပေါ့ဒါကတကယ်စစ်မှန်ပြီးစီတန်တဲ့ဇွန်ဘီတိုက်ပွဲလိုပဲဖြစ်ပါလေနောက်ဆုံးမှာတော့ဆန်ဒီမားကဥယျာဉ်ခြံတစ်ခုမှာပဲပုံနေလိုက်ပါလေဆန်ဒီမားကဒီမှာအမွှာ၅ရောက်ထဲကကီတိုမားရဲ့အကူအညီကိုရလိုက်ပါလေ စကားပြောကြရင်လည်းတီးလိုက်ရတာကတော့တကယ်တော့သူတို့ညီမလေးယောက်ကငငယ်ကလေးကစကားရိုက်ခဲ့ဘူးလေဆိုတာပါပဲထူးချွန်တဲ့စုံတော်အနေနဲ့ဆက်ပြီးတော့တရုတ်ဆောင်ခဲ့ပါလေဒါပေမဲ့သူတို့ရဲ့အမေဖြစ်သူကသူတို့ကိုပတ်ဆက်ရှာတဲ့ပစ္စည်းသက်သာပဲမြင်ပါလေသူတို့တွေအရွယ်ရောက်လာတော့အင်ကားတွေမောင်းထုတ်ခဲ့ပါလေအတက်ပညာတစ်ခုမှမတက်တဲ့ကီတိုမာကတော့ဥယျာဉ်ချမ်းမာအလုတမားလို့ရတော့လေသူကတော့အမွေကိုနည်းနည်းတော့ဝေစုရခြင်းပါလေဆေဘွန်တပုံပဲရရတဲ့ဆိုရင်တော့မှဒီဥယျာဉ်ချမ်းကိုဝယ်ပစ်ပြီးတော့တတိလို့လို့ရပြီဖြစ်ပါလေဆန်နီမာကဒီအချာဟာမစိုးဘူးလို့တွေးမိပါလေ ကီတိုမှာဒါဒီချံကိုဝယ်လိုက်တယ်ဆိုရင်တော့သူလဲဒီချံမှာနည်းနည်းကြအောင်လို့စပ်ပုံးနေလို့ရနိုင်ရည်ရှိပါတယ်။နှစ်ယောက်သားအမေရဲ့ဘီလာစီကိုချက်ချင်းလာလိုက်ကြတယ်။ကြားထဲမှာမန်ချောင်မှာကိုကုတ်ကိုတက်တည်တဲ့ကိစ္စလေးတွေရှိနေတယ်ဆိုပေမဲ့လေရှင်နေကတည်တန်းစာအပေါ်လုံးဝတရားမှုမရှိစေခဲ့ဘူးဖြစ်ပါတယ်။ဒါပေမဲ့ဒါကတော့မမအဖြစ်ဟန်ဆောင်နေတဲ့မှန်ချောင်မပိုင်တဲ့အရာပဲဖြစ်ပါတယ်။နောက်တော့ညီမလေးယောက်ကတတော်ကိုတူတဲ့အပြင်အသက်ကြီးလာတော့လဲစုံမှုခဲရင်ပါတယ်။ရှင်နေမှာသူတို့ရဲ့ဝစားစီရင်ပုံတွေကိုကြည့်ပြီးတော့ဒါခွဲခြားနိုင်မှာတော့တယ်။ ဒါကြောင့်မှန်ကြောင်ကသူကားတာမမဖြစ်ပြီးတော့ဘသူမှမင်ကုန်းထုတ်เสียမလို့ဘူးလို့ပြောပါရယ်။ငါကငငယ်လေးကလေးကကြီးလာတဲ့အထိမိခင်ရဲ့ချစ်ချင်းမေတ္တာကိုမခံစားခဲ့ရဘူး။ဒီဟာကငါရထိုက်တဲ့ဟာပဲ။ဒါပေမဲ့အမေဖြစ်တဲ့သူကတန်း30အားလုံးကိုမမတယောက်တည်းကိုပဲအမွေပေးခဲ့ပါရယ်။ကျန်တဲ့ညီမတွေမကျင်တတ်တာမဆန်ပါဘူး။ဥပဒေအရအမွေဆက်ခံသူကတည်တန်းစားကိုကန့်ကွက်ပြီးတော့ပြန်ခွဲဝေပေးဖို့တရားရုံးကိုတောင်းဆိုလို့ရပါရယ်။မှန်ကြောင်ကသူအစောကလေးကကြိုပြင်ထားတဲ့သဘောတူစာချုပ်၃ရပ်ကိုထုတ်လိုက်ပါရယ်။ ကျန်တဲ့ညီမာတွေရဲ့ဆန္ဒအရအယူခံဝင်မာကိုလက်လျှော့ဖို့နှစ်သိန်းငွေဒေါ်လာတသိန်းခွဲရနိုင်မယ်လို့ပြောလိုက်တယ်။သူတို့လည်းနည်းနည်းစိတ်ဝင်စားသွားကြတယ်။အဆုံးကျရင်တော့တည်တန်းစာရဲ့အကျိုးသက်ရောက်မှုတွေကိုအမခံပေးနိုင်တဲ့ရှိနေရှိနေပါလေ။သူတို့အယူခံဝင်ရင်လည်းအလုပ်ဖြစ်မှာမဟုတ်ပါဘူး။ဒီပတ်ဆက်မဲ့ယူသွားရင်ရတယ်ဆိုပြီးတော့ပြောလာပါလေ။အမနှစ်ယောက်ကလက်မှတ်ထိုးဖို့ပြင်နေကြတာကိုတွေ့တော့ကေတိုမားကညင်ပါလေ။ဒီပတ်ဆက်တွေကငကိုကလေးကအမေကသူတို့စီကခွေးယူထားတာတွေပဲဖြစ်ပါလေ။သူလုံးဝနောက်ထပ်အလုပ်မဖြစ်စေတော့ဘူး။ ကေတူမားထွက်သွားတာနဲ့အခြေအနေကတက်ပြီးရှေ့မတိုးနောက်မဆုတ်တာဖြစ်နေပါတယ်။ညီမတွေတွေကတယောက်ကသာအယူခံဝင်လိုက်မယ်ဆိုရင်ဒီအမွေဆိုင်ငွေတွေကိုတရားရုံးကခေတ္တသိမ်းဆီထားမှာပဲဖြစ်ပါတယ်။မှန်ကြောင်လဲညီမတွေကိုခွဲပေးခြင်းနဲ့တသိန်းခွဲကိုလည်းထုတ်လို့ရတော့မှာမဟုတ်ပါဘူး။သူကနောက်တစ်ခေါက်လောက်ထပ်စူးစားကြည့်ဖို့အနောက်ကနေလိုက်သွားပါတယ်။ဒါပေမဲ့ကေတူမားကကားမောင်းပြီးထွက်သွားပြီဖြစ်ပါတယ်။မှန်ကြောင်ရဲ့စိတ်ထဲမှာချက်ချင်းပဲအကြံတစ်ခုရလိုက်ပါတယ်။သူကမမလို့ဟန်ဆောင်နေတာကြောင့်ညီမလေးလို့လည်းဟန်ဆောင်နေပါတယ်။အေဂန်ထဲမှာထားတဲ့ကဝင်းကြီးကိုဝယ်ပြီးတော့ ဒိတ်အောင်နေတဲ့သုံးဘွေအော်တိုတစ်ခုကိုထပ်ဆောင်လိုက်တာနဲ့ရပါပြီ။ကောင်းပြီ။သဘောတူစာချုပ်ယူလာခဲ့။ငါလက်မှတ်ထိုးမယ်။ဘာပြောပြောအမေမပါရင်မပြီးတဲ့ကီတိုမာရဲ့လေတံအတိုင်းမှန်ကြောင်လိုက်ပြောတာတော်တော်လေးကိုတူပါရယ်။လက်မှတ်ထိုးတာကအစားတူပါရယ်။အမွေရပြီဆိုတာနဲ့နောက်ပိုင်းကိစ္စတွေအားလုံးလို့ရလေသွားမှာပဲဖြစ်ပါရယ်။ကံမကောင်းတာကတကားကထွတ်ထွင်းဆန်နီမာနဲ့တဲတူတော်တာပါပဲ။စန်နီမာကကီတိုမာနဲ့တိတာမကြသေးဘူးဆိုပေမဲ့သူ့မမွေးရပါအလိမ်ညာတွေကိုမြင်နိုင်တဲ့အခြေချင်းရှိပါတယ်။မျက်စိရှိကဒီလိုကလုံးဝကီတိုမာမဟုတ်ဘူး။ ေကြပေါမမလည်းမဟုတ်ဘူးမှန်ကြောင်လဲအမြန်လုံးအောင်စီရေရှာပြီးတော့ထွက်လာလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကီတိုမားကစိတ်အေးအေးနဲ့ဝင်လာပါတယ်နောက်ဆုံးမှာတော့အခုလိုမိခင်ရဲ့စာပနာမှာသူဒီလိုမျိုးထွက်သွားရင်တော့တကယ်ကိုရိုင်းဆိုင်သွားစီလိုပဲဖြစ်ပါတယ်ဒါပေမဲ့မိနစ်အနည်းငယ်ကြာတော့သူ့ရဲ့အဝတ်အစားကပြောင်းသားပြန်ပြီဖြစ်ပါတယ်ဆန်နီမာကလှည့်ကွက်ကိုမြင်သွားပြီးတော့မှန်ကြောင်ပါစီတောက်လျှောက်လာခဲ့ပါတယ်ကို့အကြောင်းကိုဘာလို့လင်ရတာလဲငါကလားငါပြောတာကလူတိုင်းကကြွားလုံးထုတ်နိုင်ကြတာပဲလေဒါပေမဲ့ရှင်ကတော့ ြောလိုက်တဲ့စကားတိုင်းကဝသားဆိုင်ကချိန်ခွင်လိုပဲတခွမမမှန်ဘူးကြားလိုက်တိုင်းငါနာရွေဦးလာရောဘာလို့လဲမှန်ကြောင်မာကစင်ကြေးပေးနေပါသေးတယ်ဒါပေမဲ့သူလင်ပြောလိုက်တဲ့စကားတိုင်းကစန်ဒီမားကိုပို့ပြီးတော့တန်တရားဝင်သွားစေပါလိမ့်မယ်အဲတော့သူကသူ့ရဲ့အသက်မွေးဝမ်းကြောင်းဘက်ကိုခေါင်းစဉ်တက်ပြီးတော့လှည့်ပြောလိုက်ပါတယ်မင်းအစ်စ်ပြန်လာနိုင်မို့ဆိုရင်အရင်ကမင်းကိုတက်ဖြစ်ဖို့လိုတယ်အမှုပညာရှင်တရားအနေနဲ့သူကမရက်မနာအခြားသူလိုတရားဆောင်ဖို့လိုတယ် ဒါမှသူအဆက်မပြတ်အတူယူစရာတွေရနိုင်မှာလို့ပြောတယ်။ဒီစကားကအမှန်ဖြစ်ပြီးတော့လိန်နီတာမဟုတ်ကြောင်းလည်းပြောပါရယ်။ဆန်နီမှလည်းစိတ်ပြက်လက်ပြက်နဲ့လက်ခံလိုက်ပါရယ်။ဒါပေမဲ့သူကယုတ်တရမမဖန်တီးထားတဲ့အမှုပညာတွေကိုစိတ်ဝင်စားသွားပါရယ်။သူဆိုင်ရင်တောင်းရင်ကြည်နေတဲ့အချိန်မှာခွေးတကောင်ကယုတ်တရရောက်လာတယ်။ဘာမှမပြောဘဲနဲ့သူ့လက်ထဲကချက်ချတော့ကိုအလေးတုပ်သွားပါရယ်။လက်ဆက်တက်တော့ရဲတပ်ဖွဲ့ကမှန်ကြောင်ကိုကုတ်ကိုတက်တည်တဲ့နေရာမှာချက်တော့ကိုရှာမတွေ့လို့ပင်လယ်ရဲ့အနီးနားတဝိုင်းမှာနိုင်လန့်ရှာဖွေနေကြတာပဲဖြစ်ပါရယ်။ဒီစကားကြားပြီးတဲ့နောက်မှာဆန်နီမကချက်ချင်းအကြံတစ်ခုရသွားတယ်။ သူ့လက်ထက်ကအနုပညာကျင်းညာစာရွက်ကိုယူကြည့်ပြီးတော့ဒီခြေတောင်နဲ့မမရဲ့ချွင်ချက်မရှိလို့ဆက်တွေနဲ့ပတ်သက်နေနိုင်တယ်။ဒါပေမဲ့တည်သွားတဲ့မှန်ကြောင်မှလည်းခြေတောင်တစ်ဖက်ကမရှိဘူး။ဒါအပြင်ခုနကတုန်းကအခန်းထဲမှာလက်မှတ်ထိုးကြတဲ့ကိစ္စကိုအချက်တွေအားလုံးကိုစန်ဒီမားရဲ့ကောင်းထဲမှာအဆက်မပြတ်ပေါင်းစည်းမိသွားပါတယ်။သူကချက်ချင်းပဲအမှုကိစ္စတစ်ခုလုံးကြီးကိုရှင်းသွားပြီးဖြစ်ပါတယ်။ရဲတပ်ဖွဲ့ရဲ့ကူညီမှုနဲ့လူအလုံးကိုအေကန်ထဲမှာစုလိုက်တဲ့စန်ဒီမားလည်းတုံဆိုင်မနေတော့ပဲမှန်ကြောင်ကအမွေဆက်ခံမှုမမဟန်ဆောင်ထားတဲ့ကိစ္စကိုချက်ချင်းဖော်ထုတ်လိုက်ပါတယ်။ တက်တေကလည်းအရန်ယိုရှင်ပါတယ်။မှန်ကြောင်သာသူရဲ့ဘေဘက်ခြေတော်ကိုထုတ်ပြရင်သူကမမဟန်ဆောင်နေတာပဲဆိုတာတက်တေပြနိုင်ပြီပဲဖြစ်ပါတယ်။ဒီစကားကြားတော့မှန်ကြောင်ကစိုးထိတ်မသွားပါဘူး။ဒါအပြင်သူ့ပေါင်းမီအောက်ကခြေတော်ကိုခောက်ပါခောက်ပြလိုက်တော့ပြက်သားတဲ့အတန်ထွက်လာပါတယ်။ဆန်နီမှာချက်ချင်းမျက်လုံးပြူသွားတယ်။မှန်ကြောင်မကအမွေရဖို့အတွက်နဲ့ကိုခြေတော်တစ်ဖက်ကိုဖျက်ဖျက်တာဖြစ်နိုင်ပါမလားလို့ပြောပါတယ်။ရှင်းနေကိုဆွဲခေါ်ပြီးတော့ဒီကိစ္စကိုတရေဖြတ်မှုနဲ့တရားဆွဲမယ်လို့လုပ်တော်တယ်။ဆန်နီမာကရုတ်တရက်မှန်ကြောင်မာရဲ့ခြေထောက်နာကပေါင်းပြီးပေါ်ကပန်းလေးကိုတွေ့လိုက်ပါတယ်။ မမရဲ့အမှုပညာပုံစံကအတော်လေးမိုက်ပြီးတော့ဒီလိုပန်းအလားစင်နေဆိုတော့မဖြစ်တင်ပါဘူး။သူကမယုံနိုင်ပဲစုတစ်ခုကိုယူလာလိုက်ပါလေ။စိတ်အေးအေးနဲ့မှန်ချောင်ရှိကိုရှောက်လာလိုက်ပါလေ။ခြေပမိုးကိုထိုးဖောက်သွားတာတော့ငြိမ့်တက်နေနိုင်ပါသေးရဲ့။ဒါတကယ်ခြေထောက်တူကြီးလား။ဆန်ဒီမာကကိုကိုကိုအထင်မှားသွားတာလားလို့တန်တရားဝင်နေတဲ့အချိန်မှာပဲအတန်တခုကြားလိုက်ရတယ်။နောက်ဆုံးတော့မှန်ချောင်မှဘာမှမတက်နိုင်တော့ပါဘူး။သူကတကယ်တော့နာမကိုအရန်ကြောက်နေခဲ့တာဖြစ်ပါလေ။ဒါကြောင့်ခြေတလုံးပေါ်မှာပလတ်စတစ်ပြားကိုအုပ်ထားခဲ့ရုံပဲဖြစ်ပါလေ။ မန်ကြောင်မာရဲ့တရုံမှန်ကိုဖော်ထုတ်လိုက်ပြီးသားနဲ့ရဲတပ်ဖွဲ့ကလည်းအမြန်မဲရောက်လာခဲ့ပါတယ်။သူတို့ကခန္ဓာကိုယ်ပေါ်ကလက်ဝေးရာနဲ့တိုက်ပြီးစစ်ဆေးပြီးပြီဖြစ်ပါတယ်။တေးသွားတဲ့သူကမှန်ကြောင်လုံးဝမဟုတ်ကြောင်းကိုအတည်ပြုကြတယ်။ညီမ၅ယောက်ကအမှားတွေဆိုပေမဲ့လည်းကိုပွားတွေတော့မဟုတ်ပါဘူး။အလုံးရဲ့လက်ဝေးတွေကတော့ဒီကဘာမှာထူးခြားလာပါတယ်။မန်ကြောင်မာကိုရဲစကန်ကိုပြန်ခေါ်ပြီးသွားတာနဲ့နောက်ဆုံးတော့ကေတိုမာတို့လည်းသူရတဲ့အမွေလေးကိုယူပြီးပြန်မာတော့တယ်။သူကဥယျာဉ်ခြံကိုဝယ်ဖို့ပြင်ဆင်ထားပြီးဆန်နီမာကိုအကြာကြီးနေဖို့ဖိတ်နေတဲ့အချိန်မှာ စူးနေတဲ့တနတ်တန်ကိုကြားလိုက်ရပါတယ်။ကြည်စံကစန်ဒီမားရဲ့လက်ထက်ကဝိုင်းခွက်ကိုထိသွားပါတယ်။လူစုအဖွဲ့ကသူ့နောက်ကိုထပ်လိုက်လာပြီးပဲဖြစ်ပါတယ်။သူကလည်းထွက်ပြေးတဲ့ခီစဉ်ကိုနောက်ထပ်တစ်ခေါက်စားမရတော့မှဖြစ်ပါတယ်။